ားလုံးပဲမိပါပါရှင်။နှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရင်ဒီ channel လေးကတော့စိတ်ဝင်စားစရာနှက်ကတွန်းပုံမြင်လေးတွေကိုတက်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတိုင်းသိရှိနိုင်အောင်လည်းဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။မော်လာမင်းအင်္ဂလိပ်ဟိုးရင်တော့ကပေါ့တောက်လေးတစ်ခုမှတွန်နီလိုအမိယာရဲ့ငှက်လေးတစ်ကောင်နေထိုင်ပါတယ်။သူကတဏီကောင်အလောက်ကျန်းတွေလောက်ပြီးအိမ်သုံးစီအတွက်ပတ်စံရှာရပါတယ်။ သူဟာအရန်ကိုဆင်းရဲတဲ့နှက်တကောင်ပဲဖြစ်ပါယ်။သူမှာတွန်တနီးဆိုတဲ့သမီးတစ်ယောက်ရှိပါယ်။ပြီးတော့သူ့ရဲ့မိမကတော့တူနီးငက်လေးပေါ့။တွန်တနီးငက်မလေးဟာစာနဲ့ပတ်သက်ပြီးအရန်ကိုထူးချွန်နေသူပဲဖြစ်ပါယ်။အတန်းထဲမှာဆိုရင်လည်းအမြဲပဲပထမရပါယ်။သူမကိုအခြားသူတွေကချီးကျူးရင်သူ့အတန်းရဲ့ချမ်းသာတဲ့ကာလူကြီးကန်းနဲ့ဟရီယာစက်တူတွေဟာအရန်မေမနာလို့ကြပါယ်။သူတို့ဟာတဏီကုန်စကားများပါယ်။ကစားရင်သူများကိုလည်းလောင်ပြောင်ကြပါယ်။ တွန်တနီဟာဆင်းရဲပေမဲ့လည်းစာတော်နေလို့အမြဲတမ်းအတန်းထဲမှာနှိမ်ဖို့ကြိုးစားကြပါယ်ဒီလိုနဲ့တညမှာတွန်တနီဟာသူ့ရဲ့အမိနဲ့ကောင်းကင်ကလာလေးကိုနေကြည့်နေကြပါယ်အမေကြည့်ပါဦးကောင်းကင်ကလာလေးကိုတမိရမ်းကြိုက်တယ်။သူကတမိတို့အေးမြစေတယ်။သူ့ရဲ့အလင်းရအောင်မှာတမိတို့အိတ်လို့လဲရတယ်။အမေတခြားချမ်းသာရဲ့ငှက်တွေကသူတို့ခန်းထဲမှာအဲကွန်းနဲ့အေးလေးအိတ်လို့ရတယ်။တမိတို့ကြတော့လာလေးရဲ့အကူအညီနဲ့လာမီးကိုကြည့်ပြီးနေရတယ်။တမိတို့အိမ်နဲ့လာမင်းတို့ဖြစ်နေကောင်းပါပဲ။ အဲ့လိုဖြင့်တမီးတို့မှာမြေကွက်တွေအများကြီးရှိမှာပဲပြီးတော့ကစားစရာကွင်းလည်းရှိမှာလောက်ပေါ်အိမ်မှာတမီးအရန်ပြော်မှာပဲသူ့ရဲ့စကားကြားပြီးတော့သူ့ရဲ့အမေကသူ့ကိုပြောလိုက်ပါဟုတ်တယ်တမီးဒါပေမဲ့မဖြစ်နိုင်ဘူးလေဘာလို့လဲဆိုတော့လာမင်းလိုအိမ်ဆောက်ရတာမလွယ်ဘူးအရန်ကိုခက်ခဲတယ်ဒါရီယာပုံမြင်တွေထဲမှာပဲရှိရအဲ့ဒီအတွက်ပတ်စံအများကြီးလိုတာတမီးရဲ့တိလားအဲ့ဒါကြောင့်တမီးကိုစာစူးစာပတ်စံတွေအများကြီးရှားလို့ပြောတာ အဲ့ခါကျရင်တမီးတို့ကျင်းနဲ့လာမင်းတို့အိမ်လေးလဲဆောက်ပြီးမှာပေါ့အဲ့ချိန်ကျတော့ပျော့ပျော့ပပကစားပေါ့ဟုတ်လားမေတကယ်လားဒါပေမဲ့တနေ့အရန်လိုက်လာမင်းတို့အိမ်လေးရှိမယ်ဆိုတာတမီးယုံနေအဲ့လိုစကားပြောရင်းနဲ့ဒွန်တနီးဟာအိပ်ပျော်သွားပါတယ်တနေ့ဒွန်တနီးငတ်ဟာရုတ်တရက်နေမကောင်းဖြစ်ခဲ့ပါတယ်သူ့အစားတွန်နီးငတ်မာလီကအလုတ်သွားရပါတယ်တွန်တနီးဟာသူ့အမေအလုတ်ကြမ်းလုံနေရမကြည့်ရပဲပတ်စံအများကြီးရှာဖို့စဉ်းစားပါတယ်တနေ့ကာလူကြီးကန်းနဲ့ဟယ်ရီယာကျတူရီတို့နှစ်ယောက် အတူတူတွန်တနီတို့အိမ်ကိုရောက်လာပြီးကစားဖို့ခေါ်သွားကြပါကာလုနဲ့ဟရီယာငါတို့ဘယ်ကိုသွားမှလဲပြောပြအောင်လေနေငါတို့နဲ့လိုက်ခဲ့ပါဦးငါတို့ကွင်းထဲမှာနေကြည့်ပြီးပျော်သွားစီမယ့်အရာလုပ်ထားတယ်ဒီလိုနဲ့သူတို့ဟာကွင်းထဲရောက်လာပြီးတွန်တနီဟာအရန်ကိုရှေ့ပြီးအပေါ်တက်နေတဲ့နှီးကားတစ်ခုတွေးလိုက်ပါကာလုနဲ့ဟရီယာဒါကလေကားတစ်ခုပဲလေဒါဘယ်ကိုသွားရလဲဒီလေကားငါနဲ့ဟရီယာပါမီလုပ်ထားတာအရင်ဆုံးနေတက်ကြည့်ပါဦးငါနဲ့ကိုဓာတ်ပုံရိုက်ပေးမယ် မနေ့ကမှငါ့ဖေငါ့ကိုဖုန်းတက်ဝယ်ပေးရတွန်တနီးဟာလှီကားပေါ်တက်သွားပိုင်းကာလူးနဲ့ဟရီယာကပါနက်စွာနဲ့အပေါ်ထက်ပြီးတက်ခိုင်းပိုင်းတွန်တနီးဟာအမြင့်ကတိမ်တွေကြောင်ရှောက်သားခဲ့ပိုင်းအဲ့ချိန်ကာလူးကြီးကဟာလှီကားကိုတွန်းချလိုက်ပိုင်းအခုမှဟုတ်သွားတွန်တနီးကောင်းကင်မှာပိတ်မိနေပြီစားတော့ဖို့ဘာမှမရတော့ရင်တည်သွားမှာအဲ့ခါကျရင်ကျောင်းမှာငါတို့ပဲပထမရမှာအခြားတစ်ဖက်မှာတော့တွန်တနီးကတိမ်တွေထဲရောက်ပြီးလာမင်းကိုမြင်နေရပိုင်း ူမလာရဲ့အနာတော့တော့လာပေါ်ကအိမ်ပေါ်မြင်ပြီးအယမ်းပြော်သွားပါဟဲ့လာလီကလှလိုက်တာဒါပေမဲ့ခဏနေတော့သူမရဲ့မိဘတွေတတိယသွားပါသူမအောက်ကိုကြည့်လိုက်တော့ပြန်စင်းမို့လေကလည်းမရှိတော့ပါဘူးအဲငါလာပေါ်မှာပြိမိနေပြီကာလူနဲ့ဟယ်ရီကစစ်တူရငါပေါ်မကောင်းခုငါအိမ်ဘယ်လိုပြန်ရမလဲငါဘယ်လိုလုပ်ရတော့မလဲသူမကအယမ်းမင်းငိုနေပါတော့တယ်တူတနင်းကိုယ်တော်မြင်ပြီးအဘေါ်ကအင်ကပြောလိုက်ပါစိတ်မူပါနဲ့တမီလေးတွန်တနီ လာပေါ်မှာသမီးတယောက်တည်းမဟုတ်ဘူးသမီးအိမ်ကိုပြန်ဖို့ကူညီပေးမယ်သမီးအမြဲတမ်းလာပေါ်အိမ်မှာနေခြင်းခဲ့တယ်မဟုတ်လားဒီနေ့တနေ့ကောင်သမီးဒီအိမ်မှာနေလို့ရတယ်ညနေဆောင်တာနဲ့သမီးအိမ်ကိုငါကိုယ်တိုင်လိုက်ပို့ပေးမယ်တွန်တနေ့ကတနေ့ကောင်လာပေါ်ကအိမ်မှာနေခဲ့ပါတယ်လာပေါ်ကအိမ်မှာကစားစရာမျိုးစုံစားစရာမျိုးစုံနဲ့တတောင်တတာရှိသေးမယ့်အရာတွေအကုန်လုံးရှိပါတယ်သူကတနေ့ကောင်လာပေါ်အိမ်မှာနေပြီးပေါ်လာပေါ်အိမ်လေးသမီးတို့အရန်နောက်ကျနေပြီသမီးအိမ်ပြန်ကျနေပြီ တမီးမိဘရဲ့တမီးကိုစောင့်နေလောက်ပြီးသူမပြောတာနားထောင်ပြီးသူကိုယ်တိုင်မြေပေါ်ရောက်လာခဲ့ပြီးတွင်တနည်းအိမ်ရှိမှရှာလိုက်တော့လေကားတစ်ခုပေါ်လာခဲ့ပါတယ်။တမီးအိမ်ကိုပြန်ပို့ပြီးရတဲ့ကျေးဇူးတင်ပါတယ်မော်လာဘွားအိမ်လေးတမီးအိမ်နဲ့သွားတော့မယ်နော်။ခဏလေးတမီးတွင်တနည်းတမီးကိုပေးကြတခုရှိတယ်။ရော့ဒါမော်သစ်စိတ်တစ်ခုပါ။ဒီသစ်စိတ်ကိုတမီးကြိုက်တဲ့နေရာမှာစိုက်ပြီးအရန်အောင်လှပြီးတမီးတို့ပြပြရှင်နေဖို့လောက်ဘွားအိမ်လေးတိမ်ဖြစ်လာလိမ့်မယ်။ တမီလာဘွားအိမ်မှာနေခြင်းနေရာမဟုတ်လားအဲ့လိုဖြစ်ဖို့ဒီတစ်စစ်ရလှုပ်ဆောင်ပေးလိုက်မယ်အဲ့ဒီတစ်စစ်ကိုယူပြီးသူမဟာလာမင်းရဲ့အိမ်ဘွားကနေဆင်းလာခဲ့ပါတွန်တနီကိုမြင်တော့သူမိဘတွေကပျော်ပြီးဖက်လိုက်ပါတမီဘယ်ရီသွားနေရလဲအဖေတို့ဘလောက်စိတ်ပူနေရဆိုတာတမီသိလားအင်းနော်တွန်တနီဟာဖြစ်ခဲ့တာတွေအကုန်လုံးသူမိဘတွေပြောပြလိုက်ပါသူမိဘတွေကလည်းယုံတော့မယုံနိုင်ခဲ့ပါဘူးနောက်တော့တွန်တနီဟာတစ်စိတ်ကိုသူတို့ပန်းချန်ထဲမှာစိုက်လိုက်ပါ ကြည်နေနဲ့လာမင်းအိမ်လေးပေါ်လာခဲ့ပါဒီလောက်ကြီးမှရင်လာမင်းအိမ်ကိုမြင်ပြီးအံ့ဩကတွန်တနည်းစကားကိုရှုံကြည့်သွားကြပါခဏကြာမှသူတို့အားလုံးဟာလာမင်းအိမ်ထဲဝင်သွားပါအောင်လေမော်လာမင်းအိမ်လေးဟာအရန်ကိုလှပပြီးခန်းထားပါမော်လာမင်းအိမ်ထဲမှာပတ်စံလေးနဲ့စားစရာတွေအများကြီးလည်းရှိပါဟဲကြည့်ပါအောင်ဖေးနဲ့မေတွေ့လားသမီးတို့မော်လာမင်းအိမ်ကဘလောက်လာလဲဆိုတာဒီလာမင်းအိမ်မှာနေရမယ်ဆိုတာသမီးယုံတာမယုံအမေဒီပတ်စံလေးနဲ့စင်းရတဲ့ငှက်မလေးတွေကုညီမယ် အဲဒီနောက်တွန်တနီဟာအဲဒီပတ်စံတွေနဲ့စင်ရတဲ့ငှက်ကလေးတွေကူညီပြီးပျော်ပျော်ရွှင်ရွှင်နဲ့လာမင်းအိမ်လေးမှာနေပါတော့တယ်။တီနာငှက်လေးရဲ့ဆန္ဒလာကြပါလာကြပါထီလက်မှတ်တွေဝဲကြပါဝဲကြပါ လက်မှတ်တစားနဲ့ကုတ်ကန်ကြမှာပြောင်းလဲလိုက်ပါ လာပါလာပါဟောရှိရှိတုန်းကဒေါ်လီတစ်ခုမှာတီနာလို့ခေါ်တဲ့ငှက်လေးတစ်ကောင်ဟာသူ့အမေမီနာနဲ့အတူနေပါ යි မီနာငှက်ဟာအရန်ကိုစင်းရဲပါ යි တခြားအိမ်တွေမှာအလောလောပြီးရရဲ့ပတ်စံနဲ့အိမ်ရဲ့စားပိနေရည်တွေပြည့်လည်အောင်လုပ်ရပါ යි တနေတီနာကသူ့အမေကိုပြောလိုက်ပါတယ်။အမေ၊သမီးတို့ချမ်းသာပြီးပတ်စံလေးများကြည့်ရှင်ကောင်းပါပဲနော်။သမီးစီးရတဲ့ငှက်တွေကုညီလို့ရတယ်။တီနာ၊သမီးရဲ့အထွေရကောင်းနေ။ဒါပေမဲ့သမီးအဲ့လောက်ပတ်စံတွေကဘယ်ရရမှာလဲ။ကိုဟာကိုတော့စားဝတ်နေရင်အဆင်မပြေရဲ့ကြားတယ်။တော်ပြီထားလိုက်တော့ပောက်ကြရပဲပြောနေတော့။ကြောင်းသွားကြရရှိရသွားတော့အမေလည်းအလုတ်သွားဖို့နောက်ကျနေပြီ။တီနာငှက်မလေးဟာအရန်ကိုစိတ်စေတနာကောင်းတဲ့ငှက်လေးတစ်ကောင်ပဲဖြစ်ပါတယ်။ ဆင်းရဲတဲ့ငှက်တွေရဲ့ဒုက္ခကိုမကြည့်ရတဲ့ငှက်လေးပဲဖြစ်ပါ යි ။တနေ့တွန်တနီးငှက်ဟာသူမတငယ်ချင်းပင်ကီးငှက်နဲ့အတူတောရင်မှာလဲပတ်နေအောင်ထီရောက်နေတဲ့အတောင်ကြားလိုက်ရပါ යි ။လာကြပါထီလက်မှတ်တွေဝဲပါဝဲကြပါဝဲကြပါလက်မှတ်တစ်စောင်နဲ့ကုတ်ကန်ကြမှာပြောင်းလဲလိုက်ပါလာပါလာပါတိမ့်စုကြီးတွေစကူးလိုက်ပါပင်ကီးဟာထီအောင်သူ့အတန်းကြားပြီးတီနာကိုပြောလိုက်ပါတီနာလာထီလက်မှတ်တယောက်တစ်စောင်ဝယ်ပြီးကိုယ့်ရဲ့ကံစမ်းကြည့်အောင်ငါတို့နေရာတယောက်ထီပါရင်ဘယ်လိုလုပ်မလဲ ပင်ကင်းကလေးဒါကပြောရုံမှာတကယ်သိန်းစုပေါက်တဲ့သူမရှိဘူးလက်မှတ်ဝယ်ပြီးပတ်စံကုန်သားပဲအဖက်တင်နေငါဘာလက်မှတ်မှမလို့ချင်းကောင်းပြီတွန်တနီနေမဝယ်ခြင်းလဲမဝယ်နဲ့ဒါပေမဲ့ငါကတော့ဝယ်မှာကံကောင်းပြီထိပေါက်နေကောင်းမှာပဲအဲလိုပြောပြီးတော့ပင်ကီကထီရောင်းသူစီကိုတွားလိုက်ပါတယ်ထီတစားဘလို့ရောင်းလိုက်ကိုတစားကိုရူဘီ90ပါဘဏ္ဍာဆယူမလဲညီမကျမကိုလက်မှတ်တစားမဲပေးပါပင်ကင်းကလေးကလက်မှတ်တစားဝယ်ခဲ့ပါပြီးတော့တီနာကိုပြောလိုက်ပါတယ် တီနာငါမှာပတ်စံ50ပို့သေးရဲ့ငါနေ့အတွက်လက်မှတ်တစ်စောင်ဝယ်ပေးမယ်နင့်ကံမှာလည်းတတိဖြစ်ဖို့ပိုင်းဘယ်လိုလုပ်မလဲဒီလက်မှတ်ယူဖို့တော့မငင်းပါနဲ့နော်ဒီရွယ်နေ့စီကငါပတ်စံလည်းမတောင်းပါဘူးတီနာအကြိမ်ကြိမ်တားပြီမယ်လေပင်ကီးဟာလက်မှတ်ကိုဝယ်ပေးခဲ့ပိုင်းပြီးတော့သူတို့ရဲ့အင်ကိုစီကိုပြန်သွားကြပိုင်းထီထွက်ဖို့တပတ်ပဲလိုပါတော့ဘာလို့လို့နဲ့တပတ်ကလည်းကုံဆုံးခဲ့ပိုင်းနောက်နေ့ပင်ကီးငှက်ကတီနာနဲ့အတူထီဆောင်သွားခဲ့ပြီးထီထွက်တဲ့ရလက်အကြောင်းကိုမိတော့ထီရောက်သူကပြုံးလိုက်ပိုင်း ညမတီနာထိပေါက်တယ်ရောက်ထိပေါက်တဲ့ပစံညမတီနာညမအတန်းရွယ်တတိဖြစ်ပြီတီနာကသူမတတိဖြစ်တာမယုံနိုင်ပါဘူးတီနာဘာ ਈ တွင်းနေရလဲဒီလောက်ပစံနေနေဘာလို့မှာလဲနှင်းသိလားငါ့မှာပစံရှိစင်းရဲတဲ့ငက်တွေကုညီဖို့စဉ်းစားထားတာဖះငါဖြစ်ချင်တာဖြည့်ဆည်းပေးတာငါယုံတော့မယုံနိုင်ဘူးအခုထိပေါက်လို့ရရဲ့ပစံတွေကိုအိမ်ယူသွားပြီးအမေပြောတဲ့အတိုင်းလုပ်မယ်ကောင်းပြီတီနာနေအိမ်ပြန်တော့အဲ့နောက်မှာတော့တီနာဟာအိမ်ပြန်ခဲ့ပြီး ပစံတွေအကောင်လုံးသူ့အမေကိုပေးခဲ့ပါတယ်။ညပြလိုက်ပစံကိုကြည့်ပြီးမိနာကလည်းအရန်ကိုအံ့ဩသားခဲ့ပါတယ်။ဒီနာဟာအဖြစ်ပြက်တွေအကောင်လုံးပြောပြပြီးအမေသမီးတို့ဒီပစံနဲ့စက်ရုံတစ်ခုစောက်ပြီးဆင်းရဲတဲ့သူတွေအလောက်ခံမယ်။အဲ့လိုဆိုရင်ဆင်းရဲတဲ့ငှက်တွေကုညီယာရောက်မယ်။ပြီးတော့သမီးဖြစ်စီချင်တာလည်းဖြစ်သွားတာပေါ့။သမီးတို့တတိဖြစ်တာယုံတော်မယုံနိုင်။ကောင်းပြီဒီနာသမီးပြောသလိုပဲဖြစ်စီရမယ်။ ရန်နိုင်ငယ်ကြမှာတော့တာမီနီယာပါပြီးစိတ်ယုံအကြီးကြီးတစ်ခုဆောက်လိုက်ပြီးဒေါ်ရီယာစီရဲတဲ့ငှက်တွေအလောက်ခန့်လိုက်ပိုင်ဒီလိုနဲ့တွန်တနီးငှက်လေးတို့ဟာစီရဲတဲ့ငှက်တွေကူညီပြီးပျော်ရွှင်စွာနဲ့နေထိုင်တော့ပါအောင်လေဂိတ်အခုလိုမျိုးစိတ်ဝင်စားကြငှက်ကတော့ပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ Smile Channel လေးကို Like and Subscribe လေးလုပ်ထားဖို့မမိပါနဲ့နော်နောက်ထပ်လည်းစိတ်ဝင်စားကြကောင်းတဲ့ဗီဒီယိုလေးတွေနဲ့တူပြန်လာခဲ့ပါမယ်အခုတော့နှုတ်ဆက်ခဲ့ပါရှင်